ဇွန်ဘီကပေးကြောက်တိုက်ခန်းထဲမှာပြိမိနေခဲ့တဲ့အလင်မယားမင်္ဂလာပေါင်းတဲ့ခါရောက်တဲ့ဒီကောင်းရင်းမြတ်ဖြစ်ပါစေလို့ကျွန်တော်တို့ပီကာဆူချန်နယ်ကနေဦးစွာပထမနှုတ်ခွန်းဆက်သားလိုက်ပါရခင်ဗျာဒီနေ့မှာတော့တမျိုးလုံးဇွန်ဘီတွေဖြစ်သွားတဲ့အချိန်မှာတိုက်ခန်းထဲမှာပြိမိနေခဲ့တဲ့ဇုံတွေအကြောင်းရှိုက်ကူထားတဲ့ဇူးဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာမို့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာတညမှာဂျွန်ကသူမိမကေရန်ရှိရဲ့ယူရဲကအိမ်ကိုပြန်လာခဲ့ပါတယ်ဒါပေမဲ့လည်းသူတို့ကစကားတွေအများကြီးမပြောခဲ့ကြဘဲနဲ့ညစာတောင်ခွဲစားခဲ့ကြပါတယ် သူတို့ရဲ့ဆက်ဆံရေးကအဆင်မပြေဖြစ်နေခဲ့တာဖြစ်ပြီးတော့သူတို့ကလည်း TV မှာသတင်းကြည့်နေတော့လင်းမြစွာကူးဆက်ပြန့်နှံ့နေတဲ့ယောဂပိုးမှတစ်ခုအကြောင်းကိုသိလိုက်ရပါတယ်။အဲဒါကဝေရှားဖို့စ조사နေတဲ့ဈေးကုမ္ပဏီတွေရဲ့လက်ချက်လို့ဂျုံကထင်ခဲ့ပြီးသူတို့ကိုပြစ်တင်ခဲ့ပေမဲ့လည်း Karen ကတော့သူ့ကိုလက်လျူရှုထားလိုက်ပါတယ်။ဂျုံကမိခင်မှာစာခဏဖတ်ဦးမယ်အကြောင်းပြောတဲ့ခါမှာတော့ Karen ကတခုခုပြောမလို့လုပ်ခဲ့ပေမဲ့နောက်ရမှပြောဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်ဒီမနက်မှာတော့ဂျုံကလေးမြအတန်ကိုနီးနီးလေးကနေကြားလိုက်ရပြီး တကယ်တော့လေရင်ပြက်ကျလာတာဖြစ်ကသူတို့အိမ်ကောင်မိုးကိုပါတိမိသွားပြီးတော့အပေါက်ဖြစ်သွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲကယ်ရန်ကစကားပြောဖို့ရောက်လာခဲ့ပေမဲ့ဂျုံကကယ်ရန်တယောက်ကွာရှင်းကျင်တဲ့အကြောင်းပြောတာကိုမကြားလိုက်ပဲဘာဖြစ်တာလဲဆိုတာစုံစမ်းဖို့ထွက်သွားလိုက်ပါတယ်။အပြင်မှာတော့ဂျုံကလေရင်ပြက်ကျခဲ့တဲ့အတွက်မီးလောင်နေတဲ့ဆော်ဦးကိုမြင်တွေ့ခဲ့ရပါတယ်။အိမ်ကြီးချင်းတွေကယောဂဘိုးကူးဆက်ခံရသူတွေဟာလိုက်တိုက်နေတဲ့အကြောင်းပြောတဲ့အခါမှာတော့ဂျုံကကယ်ရန်ကိုအကြောင်းစုံပြောပြဖို့အတွက်အိမ်ကိုပြန်လာခဲ့ပြီးအပြင်ဘက်မှာအော်အော်တန်တွေကိုလည်းကြားနေခဲ့ရပါတယ်။ သူတို့ကဗရင်းပေါက်ကနေပြင်ဘက်ကိုကြီးလိုက်တဲ့အခါမှာတော့ယောဂဘိုးကူးဆက်ခံရသူတွေကဇွန်ဘီတွေဖြစ်လာခဲ့ကြပြီးလူတွေကိုလိုက်ကင်နေတာကိုလည်းတွေ့ခဲ့ရပါတယ်။သူတို့ဇုံတွေကချက်ချင်းသတင်းဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ကယ်ရန်ကရဲတောင်တွေကတင်းကြောညာသူကအကုန်လုံးကိုအိမ်ထဲမှာပဲနေဖို့ကြောညာနေခဲ့ပါတယ်။အဲနောက်မှာသူတို့ကစားတောက်တွေကိုစစ်ကြည့်လိုက်တဲ့အခါမှာတိတ်မကြံတော့တာကိုတွေ့သွားပြီးတော့ဂျုံကစိတ်ပီစီးသွားတဲ့အတွက်တပ်စင်ကန်နဲ့ဝင်သွားကအန်ခဲ့ပါတော့တယ်။ကယ်ရန်ကလည်းဂျုံကိုအိမ်နီးချင်းတွေရဲ့အခန်းကနေပစ္စည်းတွေတွားယူစေခြင်းခဲ့ပြီးတော့ လမ်းမှာဘယ်သူမှမရှိပဲအခုချိန်မှာဘယ်သူကမှကူရာလောက်ကိုယူဆိုင်တော့မှမဟုတ်တဲ့ကြောင်းထုတ်ပြလိုက်ပါတယ်။ကေရန်ကလက်ကျသွားယူပေးမဲ့အကြောင်းကိုလည်းကြေညာပေးလိုက်ပါတယ်။ခဏကြာတဲ့အခါမှာတော့ဂျွန်ကစားတောက်တွေနဲ့ပြန်လာပြီးတော့အိန်းဒီချင်းတွေကလည်းတကားဖွင့်ထားတဲ့အကြောင်းပြောလိုက်ပါတယ်။ကေရန်ကသွားဖို့သဘောတူလိုက်ပေမဲ့အရင်ဆုံးအုတ်ထုတ်နဲ့လက်ရည်တွေဝတ်ပြီးတော့ဓာတ်ချောင်းကိုလည်းဖနှက်မှာတိတ်နဲ့ကတ်ခဲ့ပါတယ်။သူကပစ္စည်းတွေတင်စီဖို့အတွက်ဗီဒိုတွေကပုံးတွေကိုထုတ်ထားဖို့ဂျွန်ကိုမှာပြီးတော့ထွက်သွားလိုက်ပါတယ်။ ဒီနောက်မှာတော့ကေရန်ကပစ္စည်းတွေထပ်ယူလာပြီးတော့ပြန်ဟုတ်လာတဲ့ခါမှာတော့ဂျွန်ကပုံးတွေထုတ်ခိုင်းတာကသူ့ကိုထားခဲ့ဖို့စီစဉ်နေတာလားဒါမှမဟုတ်ပစ္စည်းတွေကိုသိမ်းဖို့ပဲလားလို့မေးလိုက်ပါတယ်။ဒါကြောင့်ကေရန်ကဟုတ်တဲ့အကြောင်းကိုပြောခဲ့ပါတယ်။နောက်တစ်ခါမှာတော့ကေရန်ကဂျွန်ကိုလုံချောင်ဝစ်စင်ခိုင်းကအင်းကြီးချင်းတွေရဲ့ဗီဒီယိုကိုတွားယူခိုင်းခဲ့ပါတယ်။အဲဒီညနေမှာတော့သတင်းတင်ဆက်သူကဒါကသူ့ရဲ့နောက်ဆုံးထုတ်လွှင့်မှုဖြစ်ကြောင်းနဲ့အချိန်နေတည်ငြိမ်သွားရင်ပြန်လာမယ့်အကြောင်းကိုကြေညာနေခဲ့ပါတယ်။သူကနေရာတိုင်းကိုအိမ်ထဲမှာပဲနေပြီးတော့တခြားသူတွေနဲ့တီးတွေ့ဆက်ဆံမလုပ်ဖို့လည်းတတိပေးလိုက်ပါတယ်။ စသားတွေကလူတွေကိုကဲထုတ်နေကြတဲ့အတွက်ဒီနေရာတီးဖို့အတွက် brain box တွေပေါ်မှာ x ဆိုတဲ့အမှတ်သားလုပ်ထားဖို့လည်းသူကကြေညာလိုက်ပါတယ်။ဗီဒီယိုကနေနေ့လယ်3နာရီမှာနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သူတို့ဂျုံတွေကတိတ်တွေနဲ့ brain box ပေါ်မှာ x ဆိုပြီးတော့ကတ်ထားခဲ့ကြပေမဲ့ရ ਾਇ ောက်လာတဲ့အခါမှာတော့ရမ်းရင်တစ်စင်းကပြန်တန်းသွားခဲ့ပေမဲ့သူတို့ကိုကဲမသွားခဲ့ပါဘူး။နောက်တစ်မိနစ်မှာဂျုံကပစ္စည်းတွေထပ်ပြီးယူလာတဲ့ကန်ရံကိုပြေးခဲ့ရပါတယ်။ကေရန်ကဘလောက်ကြာကြာပြိမိနေမလဲဆိုတာမသိရတဲ့အတွက်အတွေးလွန်ပြီးတော့အိတ်မပြောတာကြောင့် ဘေးခန်းနေမှာလိုမယ်ထင်တဲ့ပစ္စည်းတွေကိုသွားရှာခဲ့ကြောင်းပြောခဲ့ပါတယ်။ဂျွန်ကသူ့ကိုကရယောဂပြီးသွားတဲ့အခါပစ္စည်းတွေကိုပြန်ပေးဖို့ဂရီပေးခန်းခဲ့ပေမဲ့လေကယ်ရန်ကတော့ဝတ်စုံတွေလိုအရေးတကြီးမလိုအပ်တဲ့ပစ္စည်းတွေကိုယူလာတာကိုတွေ့လိုက်ရတဲ့အခါမှာတော့သူကအတော်လေးကိုစိတ်ပြစ်သွားခဲ့ပါတယ်။ဒီနောက်မှာတော့ဂျွန်ကဇွန်မီတွေဝင်လာမှာကိုစိုးရိမ်နေတဲ့အတွက်ကာကွယ်ဖို့အတွက်နီလန်တွေကိုရှာဖွေနေခဲ့ပါတယ်။ကယ်ရန်ကတော့အခန်းထဲကလက်နက်တွေအကုန်လုံးကိုစုဆောင်းပေးခဲ့ပြီးမမြင်ရအောင်ပတ်ဖို့အတွက်ဂျုံမုံတွေလည်းယူလာခဲ့ပါတယ်။ နေ့လယ်3နာရီမှာတော့ရေဒီယိုကနေဆိုရရရှိတူကကယောဂါရဲ့အကြောင်းရင်းကိုမသိရသေးဘဲနဲ့ကဘာပေါ်ကနေရာတချို့မှာသာကူးဆန်နေတဲ့အကြောင်းနဲ့သူတို့ကလျှက်စစ်မီးနဲ့ရေကိုဆက်လက်ထောက်ပံ့နိုင်အောင်ကြိုးစားနေကြောင်းကြေညာခဲ့ပါတယ်။ဒါကိုအာယုံတွဲဖို့အတွက်သူတို့ဇုံတွဲကဖဲရိုက်ခဲ့ကြပါတယ်။တမိုင်းမှာလူသားမျိုးနွယ်ဟာပလိယောဂါလိုဆိုးရွားလာတဲ့ဖြစ်ပျက်တွေကိုအမြဲတမ်းကြံ့ကြံ့ခံနိုင်ခဲ့တဲ့အတွက်အချင်းနေရာပုံမှန်အတိုင်းပြန်ဖြစ်လာလိမ့်မယ်လို့ဂျုံကထင်နေခဲ့ပါတယ်။ဒါမဲ့လေကေရန်ကတော့သူ့ရဲ့အကောင်းမြင်စိတ်ကိုအမြင်ကက်နေကမနှစ်ပိုင်းဖြစ်ပေမဲ့လည်းရက်တော့ခဲ့ပါရယ် ဂျုံကသူ့ကိုပြစ်တင်တဲ့အခါမှာတော့ကေရန်ကသူ့တသက်လုံးနေတိုင်းအရက်တောက်နေတာကိုဂျုံကတတိမထားမိခဲ့ကြောင်းထောက်ပြခဲ့ပါတယ်။ဂျုံကကေရန်နောက်ကိုလိုက်သွားခဲ့ပြီးနောက်ဆုံးမှာတော့သူတို့ရဲ့စိတ်ထဲမှာရှိနေတဲ့အရေးကြီးဆုံးကိစ္စကိုဆွေးနွေးခဲ့ကြပါတယ်။တကယ်တော့သူတို့ရဲ့သမီးလေးတည်ဆုံသွားခဲ့တာဖြစ်ပြီးအဲဒီကလေးကသူတို့ဟာအရင်လိုမဟုတ်တော့ဘဲနဲ့ပြောင်းလဲသွားခဲ့ကြတာဖြစ်ပါတယ်။ကေရန်တယောက်မကြခင်မှာသူတို့လည်းတည်ဆုံရတော့မယ်လို့ထင်နေတဲ့အတွက်ဂျုံကသူ့ကိုအသက်ရှင်လိမ့်မယ်လို့အာမခံခဲ့ပါတယ်။ သူတို့ကတိုက်ခိုက်ဖို့လိုအပ်လာရင်ဇင်းနဲ့ပြောင်းလို့လေးကျင်ကန်ဆောက်လုပ်ခဲ့ကြပါပဲ။ကေရန်ကတော့စက်တိုက်ကိုရက်တောက်နေခဲ့ပါတယ်။တညမှာကေရန်ကတကားမှတရော်ရော်ရှိနေတာကိုကြားလိုက်ရတဲ့အခါမှာဂျွန်ကကယ်ဆယ်ရေးဖွဲ့လို့ထင်နေပါတယ်။သူကတကားဖွင့်လိုက်တဲ့အခါမှာတော့ဇွန်မီတကောင်ကချက်ချင်းကိုလက်ကမ်းဝင်လာတဲ့အတွက်သူတို့ကလည်းအဲ့ဒီကောင်ကိုပြန်တွန်းထုတ်ကတကားကိုလည်းပြန်ပေးခဲ့ပါတယ်။အဲ့ဒီညမှာတော့ရေဒီယိုကနေသိပ္ပံပညာရှင်တူကဗိုင်းရပ်ကိုကုသဖို့ကာကွယ်ဆေးဖော်ဆက်ဖို့ကြိုးစားနေတဲ့အကြောင်းကြေညာနေပါတယ်။တကယ်တည်းမဟုတ်တဲ့အတွက်သူတို့ကလည်းပို့ပြီးတော့စိတ်ဖိစီးလာခဲ့ကြပြီးတော့ဆက်လက်ထိုင်တောက်နေခဲ့ကြပါဗျ ပုံမှန် secret တွေကပြောတဲ့အတွက်ဂေရန်ကတော့သူ့စီမှာခိုးလာတဲ့ဂေရီရှိနေတဲ့အကြောင်းပြောတာထုတ်ပေးလိုက်ပါတယ်။ဂျွန်တယောက်လန်သွားခဲ့ပေမဲ့လည်းနောက်ဆုံးမှာတော့သူကကေရှူခဲ့ပါတော့တယ်။ဂျွန်ကသူ့ကိုလည်းရဲဆယ်ရဲနိုင်တဲ့အကြောင်းပြောတဲ့အခါမှာတော့ဂေရန်ကတနက်တလဲပြင်အလောက်ကနေယူလာခဲ့တဲ့တရားမဝင်ပစ္စည်းအမြောက်များကိုထုတ်ပြပြီးတော့သူ့ကိုဂုဏ်ယူတဲ့အကြောင်းပြောခဲ့ပါတယ်။သူနဲ့ဂျွန်တို့နောက်ဆုံးချစ်တင်းတော့ခဲ့တဲ့အချိန်တွေကစားစရာထဲမှာမော်ဖိန်းတွေထည့်ထားခဲ့တာကြောင့်ဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာတော့ဂျွန်တယောက်နောက်ထပ်ကိုလက်တက်ဆန်းကျင်လာခဲ့ပါတယ်။ သူတို့ဇုံတွေကလည်းတညာလုံးဇက်ကကြည်ရင်နဲ့ရက်တော့ခဲကြပါရယ်နောက်တည့်မှာတော့တနက်တန်းကြောင်းအိတ်နေတဲ့ကယ်ရန်တယောက်လန်လို့လာပါတော့လေတကယ်တော့ဂျုံကတနက်နဲ့လေးချင်နေပြီးတော့ကယ်ရန်မေပေးခဲ့တဲ့ပကံလုံးတစ်လုံးကိုပြစ်မိသွားတာပဲဖြစ်ပါရယ်ကယ်ရန်ကတော့သူ့မေကိုမုန်းတဲ့ကြောင်းဂျုံကထောက်ပြခဲ့ပေမဲ့လည်းကယ်ရန်ကတော့ဒေါသထွက်နေပါရယ်သူကရေချုံနေတော့ကောင်းကင်ပေါ်မှာမရက်ဖဲနဲ့ပြန်တန်းသွားတဲ့ကယ်ဆယ်ရဲ့ရဟယင်ကိုလည်းမြင်လိုက်ရပါရယ် မနက်စာစားနေနေဂျုံကမနေ့ကကိစ္စတွေကသူ့ကိုအမြင်ကျေလာစေကြောင်းဝန်ခံပြီးတော့ရည်ရွယ်တဲ့ပြင်ဆင်ထားဖို့လိုအပ်တဲ့အကြောင်းကိုလည်းထောက်ပြခဲ့ပါတယ်။သူတို့ကပုဂံလုံးအကွဲတွေကိုတကားပြင်ပမှာထားခဲ့ကြပြီးတော့သူတို့ရဲ့ရက်တွေနဲ့ဘုံတွေအများကြီးကိုလည်းပြုတ်လောက်ခဲ့ကြပါတယ်။နောက်တော့သူတို့ကလေးကျန်ကန်နေဆက်လုပ်ကြပြီးမဲ့ကေလဲဆက်ရှူခဲ့ကြပါတယ်။သုံးနိုင်မှာတော့သူတို့ကရေဒီယိုဖိနှိပ်ကြပြီးမဲ့ထုတ်လွှင့်မှုကမရှိခဲ့တော့ပါဘူး။အဲဒီအချိန်မှာသူတို့ကတကားခေါတံကိုကြားလိုက်ရပြန်ပါတယ်။ တို့စုံတွေကလက်နက်တွေကိုအသင့်ပြင်ဆင်ထားပြီးတော့တကားကိုဟာကြည့်လိုက်တဲ့အခါမှာတော့အိမ်နီးချင်းတွေဖြစ်ကြတဲ့လီယိုနဲ့အမ်လီတို့ကိုတွေ့ခဲ့ကြပါတယ်။တို့ကလည်းဝင်ဝင်တောင်းပြီးတော့ထဲကိုရောက်လာတဲ့အခါမှာတော့တို့ရဲ့အခြေအနေတွေကိုရှင်းပြခဲ့ကြပါတယ်။လင်းပြစ်တာပြီးတော့တို့ကဝက်ရှော်ဂန်းထဲမှာပိတ်မိနေခဲ့ကြတာဖြစ်ပြီးတော့ထွက်လာတဲ့အချိန်မှာတော့ဇွန်ဘီတွေကတို့ရဲ့ခန်းထဲကိုရောက်နေခဲ့ပြီပဲဖြစ်ပါတယ်။အပြင်ဘက်ကပကံလုံးကွဲတွေကြောင့်တို့ကဒီမှာလူတွေရှိနေတယ်ဆိုတာကိုခံမှန်းမိခဲ့ကြတာပဲဖြစ်ပါတယ်။ ယူရိုကနေ့လုံးလုံးစားမစားရသေးတဲ့အတွက်တခုခုကြွေးဖို့တောင်းဆိုခဲ့တဲ့အခါမှာတော့ဂျွန်နဲ့ကယ်ရန်တို့ကမိဖို့ကြောင့်ကိုသွားခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ဇုံနဲ့နှစ်တွဲလုံးတိတ်တဆိတ်စကားများခဲ့ကြပါတယ်။အမလီကလီယိုကိုကယ်ရန်ကကလေးဆုံးသွားပြီးတဲ့နောက်ကလေးထမရနိုင်တော့ဘူးဆိုတာသိလိုက်ရတဲ့အတွက်ရင်ရင်လေးယူနေတာဖြစ်ကြောင်းပြောလိုက်ပါတယ်။ကယ်ရန်ဟာဝိရှော့ဂန်နဲ့ကသူ့ရဲ့မှတ်စုတွေကိုဖြစ်စည်းပစ်တာကိုလည်းအမလီကမကြေမနက်ဖြစ်နေခဲ့တာပါ။ဒီစဉ်နှင်းမှာပဲကယ်ရန်ကလည်းဂျွန်ကိုစားတောက်တွေကိုခြံထားသိမ်းတဲ့ကြောင်းပြောကား အမေရိကဝစ်ရှော်ဂန်ကိုဒေါသထွက်နေတဲ့အကြောင်းရေးထားတဲ့မှတ်စုတွေရှောက်ကပ်ထားတဲ့အတွက်မကြည်နဲ့ကြောင်းလည်းပြောခဲ့ပါတယ်။ဂျွန်ကတော့ဂူညီရာကမန်ကန်နဲ့လုပ်ရဲ့ဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။အဲဒါကြောင့်ကယ်ရန်ကစားလောင်မှုကိုရှော့ချနိုင်အောင်လို့စားတောက်ထဲမှာကေးထဲဖို့အကြံပေးလိုက်ပါတယ်။ညလာအတူတူစားပြီးကြတဲ့အခါမှာတော့အမေရိကဝစ်ဆောင်နေတဲ့ TV ကသူ့ပစ္စည်းတွေနဲ့တူနေတာကိုသတိထားမိခဲ့ပါတယ်။ကယ်ရန်ကအဲ့တဲ့တွေကိုသူ့ရဲ့အစီအစဉ်ကြောင်းမေးလိုက်တဲ့အခါမှာဒီယိုကထွက်သွားစီခြင်းထွက်သွားမယ်ကြောင်းပြောလိုက်ပါတယ်။ ဒါမဲ့လေကေရန်ကတော့သူတို့ကိုမမထုတ်ရခဲ့ပါဘူး။မျိုးကတန်ရှင်းရင်ကောင်းကောင်းလုံးနိုင်ကြောင်းပြောတဲ့အခါမှာတော့ကေရန်ကသူတို့လည်းကုညီနိုင်ကြောင်းပြောခဲ့ပါတယ်။သူတို့ကတ냐လုံးရစ်တော့ကြရင်းနဲ့စကားပြောခဲ့ကြပါတယ်။အမ်လီကတော့လီယိုကိုဂျွန်နဲ့ဆွေးနွေးတဲ့အခါအခြေတင်မဖြစ်အောင်ဝင်တားခဲ့ပြီးတော့သူ့အမြင်ကိုပြောင်းလဲခံခဲ့ပါတယ်။အဲ့ဖို့အချိန်ကျလာတဲ့အခါမှာတော့လီယိုနဲ့အမ်လီတို့ကဂျမ်းမြင့်ပေါ်မှာအိယာမာကိုတီးသွားပြီးတော့ဒုံလို့သွားခဲ့ကြပါတယ်။ သွားတိုင်းနေရင်ကရန်ကဂျွန်ကိုအိန်းဒီချင်းတွေကသူတို့မှာခန်းလွတ်တွေရှိတဲ့အတွက်သူတို့တိုက်ခန်းမှာပိုကောင်းတယ်လို့ထင်နေကြတဲ့အကြောင်းကိုမကြေမနက်ပြောခဲ့ကြတာပါဒါမဲ့လည်းကရယောကပြီးသွားတဲ့အခါမှာတခြားအိန်းဒီချင်းတွေကသူတို့ကိုမကူညီခဲ့တဲ့အတွက်အပြစ်တင်ပါကိုတွေးပူပြီးတော့ကရန်ကသူတို့ကိုမောင်းမထုတ်ချင်ခဲ့ပါဘူးအဲဒီမှာကရန်ကအဲ့ဒီကိုနောက်ရှက်ဖြစ်အောင်လို့ဂျွန်နဲ့ချက်တင်တော်ရင်နဲ့အကျယ်ကြီးကိုညှိပါတော့တယ်အမေရိကလည်းကြောမခံပဲနဲ့လီယိုပေါ်တက်ခွာကနှစ်ယောက်သားလည်းပြိုင်ညှိခဲ့ကြပါတယ် ောက်တစ်မိနစ်မှာတော့အမလီကဂရန်တယောက်စောင့်နေရအောင်လို့ရေချိုးကန်ထဲမှာဘာမှမလုပ်ဘဲနဲ့အချိန်ဆွဲနေပါတယ်။မနက်စားစားပြီးတဲ့နောက်ဂရန်ကအဲ့တဲတွေကိုစားတော့ကြွေးတဲ့အတွက်အပြန်လည်နေနဲ့တန်ရှင်းလုပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။တန်ရှင်းလုပ်နေတဲ့အမလီကတန်ရှင်းလုပ်တာကဂုံတိတ်ခါကြစီတဲ့အကြောင်းညှိညူနေခဲ့ပါတယ်။လီယိုကတော့သူတို့ကလည်းရောညီတွေမနေနိုင်ရင်ထွက်သွားရုံပဲရှိတဲ့အကြောင်းထောက်ပြပါတော့တယ်။ဒါမဲ့လည်းအမလီကလစားချေခြင်းတဲ့အတွက်ဂျွန်နဲ့ဂရန်တို့အိပ်ပျော်နေတဲ့အချိန်မှာအသာစီးယူဖို့ဆုံးဖြတ်လိုက်ပါတယ်။ တန်ရှင်းလိုပြီးသွားတဲ့အခါမှာတော့ Leo နဲ့ Emily တို့က Karen အိပ်ပျော်နေရကိုတတိထားမိပြီးအခုချက်ချင်းလှုပ်ဖို့ပြောခဲ့ပါတယ်။အဲအချိန်မှာပဲ Karen ကနိုးလာပြီးတော့ John ကိုတခြားခန်းကိုခေါ်သွားကဧည့်သည်တွေကမယိုးသားတဲ့အတွက်တန်ပြားရှိကြောင်ပြောပြလိုက်ပါတယ်။ Leo နဲ့ Emily ကသူတို့ကိုတတ်ချင်နေတယ်လို့ထင်ခဲ့ပြီးတော့သူတို့ကအရင်တိုက်ခတ်ဖို့ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ခဏကြာတဲ့အခါမှာတော့ Karen ကဧည့်သည်တွေကိုငိုင်းမိအောင်တရားမဝင်မှုရေးစေးတွေလျှို့ဝှက်ထည့်သွင်းပြီးတော့လှုပ်ထားတဲ့ကုတ်ကြီးတွေကိုကျွေးပါတော့တယ်။ ။ဒါမှမဟုတ်လေစေးထဲတာလက်လွန်ချက်တုံတွေဖြစ်သွားတဲ့အတွက် Emily တို့ဇုံတွဲဟာကိုကီးရဲ့အများကြီးစားပြီးတော့ Super Bowl မှာသဘောနဲ့ငါတည်ဆုံသွားခဲ့ကြပါတယ်။လူသက်သမားတွေဖြစ်သွားတဲ့အတွက် John နဲ့ Karen တို့ကတော့စိတ်သက်သာရာရအောင်ကေရီရှူခဲ့ကြပါတယ်။ Jody ရဲ့ Leo နဲ့ Emily တို့နိုးလာတဲ့အတန်ကိုကြားလိုက်ရပြီးတော့သူတို့ကဇွန်ဘီတွေဖြစ်သွားတာကိုလည်းသူတို့ကသဘောပေါက်သွားခဲ့ကြပါတယ်။အဲဒါကြောင့် Karen ကသူတို့ကိုချက်ချင်းတန်းတန်းနဲ့ပြစ်တတ်လိုက်ပါတယ်။ဒီနောက်မှာတော့သူတို့ကအလောင်းတွေကိုတခြားခန်းထဲထည့်လိုက်ပြီးတော့တနေကိုစိတ်ကြဆွေးတွေတုံးခဲ့ကြပါတယ်။ အဲ့ချိန်မှာတော့သူတို့ကအိပ်ပျော်အောင်လို့စိတ်ငြိမ်စေတွေတောက်ခဲ့ကြပါတယ်။အဲ့ညမှာတော့သူတို့ကနင်းနေချာချိုက်ကိုအိမ်မောကြနေတဲ့အတွက်ကယ်ဆယ်ရေးရဟရင်ကအသက်ရှင်ကြံရည်သူတွေကိုရှာတွေ့နိုင်အောင်မိတွေဖွင့်ထားဖို့ပြောနေတာကိုလည်းမကြားခဲ့ပါဘူး။နောက်တစ်မိနစ်မှာကယ်ရန်ကဘယ်နည်းမဆိုသူတို့အတွက်နောက်ဆုံးနေဖြစ်သွားနိုင်တဲ့အတွက်သူမကိုယ်တိုင်အဖြစ်နဲ့ထွက်သွားခြင်းတယ်လို့ပြောခဲ့ပါတယ်။ဒါကြောင့်သူတို့ကစိတ်ကြွေးတွေထပ်ပြီးတော့သုံးဆွဲပြီးတော့အချိန်ကြာကြီးကိုချစ်ရည်လူတက်တီတူးခဲ့ကြပါတယ်။ အဲ့တော့သူကရေချိုးနေတော့မှတော့ကေရန်ကအကုန်ပြီးသွားရင်ကလေးတယောက်မွေးစားခြင်းနဲ့ကြောင်းပြောတော့ကျွန်ကလည်းသဘောတူခဲ့ပါတယ်။သူတို့နှစ်ယောက်စလုံးကတယောက်ပေါ်တယောက်ချင်းမြဲချင်ဆဲဖြစ်ကြောင်းဝေခံခဲ့ကြပြီးအကုန်လုံးပြန်ဆင်ပြေစေဖို့မျှော်လင့်ခဲ့ကြပါတယ်။ဒါကြောင့်သူတို့ပထမဆုံးလုပ်တဲ့အရာကတော့ညသာစားပွဲဖြစ်ပြီးတော့ကျွန်ကကလေးကိုဆုံးရှုံးပြီးတဲ့နောက်ပိုင်းမှာသူ့ဘဝကိုအလုံးမှပဲနင်းမြုပ်နေခဲ့ကြောင်းဝေခံခဲ့ပါတယ်။ဒါမှမဟုတ်လည်းကာယောဂါကသူတို့တွေးမြင်တဲ့တွေကိုပြောင်းလဲစေခဲ့ပြီးတော့သူတကယ်လူကျင်နာကိုလည်းသဘောပေါက်လာခဲ့တာပါ။ ရမတဲ့ရုပ်ရှင်ကြည့်ပြီးတဲ့အခါမှာတော့သူတို့ကချစ်တင်းတော့ဖို့ပြင်ဆင်နေကြတော့မှာပဲတကားခေါက်တန်ထပ်ပြီးတော့ကြားလိုက်ရပြန်ပါတယ်။ကယ်ဆယ်ရေးအဖွဲ့လို့ပြောတဲ့အကြတဲ့အတွက်ကယ်ရန်တယောက်တကားဖွင့်လိုက်တဲ့အခါမှာတော့လူမိုက်၃ယောက်ကဝင်လာကသူတို့ကိုရိုက်နေပါတော့အေး။ခေါင်းဆောင်ကကယ်ရန်ကိုခန်းထဲခေါ်သွားပြီးတော့မဟာတရားကျင့်ဖို့ကြိုးစားနေတော့ဂျန်တဲ့နှစ်ယောက်ကဂျုံကိုဓာတ်နဲ့ချိန်ချောက်ပြီးတော့ဖိုးတန်ပစ္စည်းတွေကိုထုတ်ပေးခိုင်းပါတော့အေး။ကယ်ရန်ကရလာတဲ့ခွင့်ရေးကိုလက်လွတ်မခံမင်းနဲ့ဂျုံမုံအနေနဲ့လူမိုက်ခေါင်းဆောင်မျက်နှာကိုပတ်လိုက်ပြီးတော့သူ့ရဲ့ပေါင်ချံကိုလည်းကန်ပစ်ခဲ့ပါတယ်။ အဲဒီနောက်မှာကေရန်ကကတ်ကြီးယူပြီးတော့သူ့ရဲ့လယ်ဘင်းကိုအချိန်ချင်းကိုထိုးတန်လိုက်ပါတယ်။ဂျန်တဲ့လူမိုင်းနှစ်ယောက်ကလည်းသူတို့ကောင်းဆောင်အော်တန်ကိုကြားလိုက်ရတဲ့အတွက်လာကြည့်တော့မှပဲကေရန်ကိုဒေါသထွက်သွားကြပါမယ်။ဘာမှမလုပ်နိုင်ခင်မှာပဲဂျွန်ကတနက်နေ့ရောက်လာကနှစ်ယောက်စလုံးကိုအမြန်ဆုံးကိစ္စတုံးပေးလိုက်ပါတယ်။သူတို့စုံတွေကအလောင်းတွေကိုတခြားခန်းထဲမှာသွားထည့်ခဲ့ကြပြီးအရက်တော့ခဲ့ကြပါတယ်။ရုပ်တရက်တန်ကြားလိုက်ရတော့ကေဇေးအဖွဲ့ဆိုတာကိုသူတို့ကသဘောပေါက်သွားခဲ့ကြပါတယ်။သူတို့က brain box ကိုအမြန်ပြေးသွားပြီးတော့တတိထားမိအောင်လုပ်ခဲ့ကြပါမယ်လေမအောင်မြင်ခဲ့ပါဘူး။ ။ဒါကြောင့်သူတို့ကတိုက်ခန်းတွေကထွက်သွားဖို့ဆုံးဖြတ်လိုက်ကြတဲ့အခါမှာတော့လမ်းမှာဇွန်ဘီတွေနဲ့ပြည်နေတာကိုတွေ့ခဲ့ရပါတယ်။အဲဒါကြောင့်ဂျွန်ကဇွန်ဘီတွေကိုတူနဲ့ရိုက်နှက်တဲ့အခါမှာတော့ဇွန်ဘီတွေရဲ့သွေးတွေကလည်းသူ့ရဲ့မျက်နှာပေါ်ကိုလာဆင်ပါတော့တယ်။သူတို့ကရှေ့ဆက်သွားဖို့လမ်းမပေါက်နိုင်ခဲ့တော့တကားကိုပြန်ပိတ်ပြီးတော့ brain box ကိုပြန်သွားခဲ့ကြပြီမဲ့ရဲရင်တွေကထွက်သွားခဲ့ပြီပဲဖြစ်ပါတယ်။အစားတော့သိမကြံတော့တဲ့အတွက်ကနေဒီယောက်စိတ်ပူနေခဲ့တော့ဂျွန်ကအနောက်ယူပြီးရင်စီစဉ်တစ်ခုဆွဲမယ့်ကြောင်းကိုကြေပြေးလိုက်ပါတယ် ညသကောင်မှာဂရန်နိုးလာတဲ့ခါမှာတော့ဂျွန်ကလက်နက်တွေအကုန်လုံးကိုဂျွန်ထည့်အောင်သွေးနေခဲ့ပြီးတမီးတွေကိုလည်းတကယ်တက်တွေနဲ့လဲထားတာကိုတွေ့လိုက်ရပါတယ်။အဲဒီနောက်မှာသူတို့ကကာကွယ်တွေဝစ်ဆင်လိုက်ပြီးတော့နန်းပေးကချစ်စကားတွေလည်းဖလှယ်ခဲ့ကြပါတယ်။သူတို့ဇုံတွေကဂန်တွေကနေထွက်ခွာခဲ့ကြပြီးတော့ဇွန်ဘီတွေကြားထဲကနေဖောက်ထွက်ဖို့ကြိုးစားခဲ့ကြတာပါ။ဒါပေမဲ့လည်းရေတွက်ကရမ်းများတဲ့အတွက်သူတို့ကရွေးချယ်စရာမရှိဘဲနဲ့တကယ်နေကိုပဲပြန်လာခဲ့ရပါတယ်။ခဏကြာတော့ဂရန်ကခြေထောက်ကိုကိုက်ခိုင်လိုက်ရကြောင်းထုတ်ပြောလာခဲ့ပါတယ်။ ကျောင်းကသူ့ကိုချက်ချင်းနဲ့တင်ပေးခဲ့ပြီးတော့သူမအသက်ရှင်နေမယ်ဆိုရင်ဇွန်ဘီဖြစ်ပြောင်းလဲသွားမှာမဟုတ်ဘူးလို့လည်းထောက်ပြခဲ့ပါတယ်။မကြခင်မှာပဲဈေးဝကုမ္ပဏီတစ်ခုကပတ်စံရှာဖို့အတွက်ကာကွယ်ဆေးထုတ်ရောင်းတော့မှာဖြစ်ကြောင်းကိုလည်းပြောပြလိုက်ပါတယ်။အဲဒါမှာဂရန်ကဝိုင်းကိုမတောင်းနိုင်တော့တာကိုတည်သွားခဲ့ပါပြီ။ကြောက်စရာအိမ်မဲဆိုးကြောင့်ဂရန်တယောက်နိုးလာခဲ့ပြီးတော့တိုက်ခန်းတွေကထွက်သွားဖို့လည်းကြိုးစားခဲ့ပါတယ်။ကျောင်းကသူမကိုတားလိုက်တဲ့အခါမှာတော့သူကထိန်းချုပ်လို့မရတဲ့ထူးဆန်းတဲ့ဆာလောင်မှုကိုခံစားနေရကြောင်းကိုရှင်းပြလိုက်ပါတယ်။ အဲ့ဒါကြောင့်ဂျွန်ကသူ့ရဲ့သွေးကိုဖန်ခွက်သေးကိုလောင်းထည့်လိုက်တဲ့အခါမှာတော့ကယ်ရန်တယောက်ချက်ချင်းကိုတောက်ပါတော့တယ်။ဒီနီလန်ကသူ့ရဲ့စာလောင်မှုကိုပြပြောက်စေတယ်ဆိုတာသိလိုက်ရတဲ့အခါမှာတော့ဂျွန်တယောက်သူ့ကိုအမြဲတမ်းထောက်ရသွေးဖောက်တိုက်နေလို့မရကြောင်ထောက်ပြခဲ့ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါမှာတော့ဂျွန်တယောက်စိတ်မထိန်နိုင်ပဲပေါက်ကွဲသွားပြီးတော့ဒါကသူ့ရဲ့ရွေးချယ်မှုဖြစ်ကြောင်းနဲ့သူတို့ကကိုညီကိုဆောင်ဆိုင်ဖို့ပဲလိုတဲ့ကြောင်ပြောလိုက်ပါတယ်။သူကစိတ်မထိန်နိုင်ပဲပြောခဲ့တဲ့အတွက်လဲတောင်းမန်ကကယ်ရန်ကိုပွေးဖက်လိုက်ပြီးကယ်ရန်ကသူ့ရဲ့သွေးနှံကိုရနိုင်ကြောင်ပြောကဒဏ်ရာကိုလည်းဖုံးထားဖို့ပြောခဲ့ပါတယ်။ ။နောက်တစ်ခါမှသူတို့ဇုံတွေကအနာကက်ကြောင့်ဆွေးနေရင်းနဲ့ငိုကြွေးခဲ့ကြပါတယ်။အရင်တော့မှတော့ကေရန်ကရေချိုးရင်းနဲ့ကိုကိုကိုတတ်တည်ဖို့စဉ်းစားခဲ့ပေမဲ့လည်းသူကမလုပ်နိုင်ခဲ့ပါဘူး။ဂျုံကတော့သူ့အတွက်သွေးတပံခွဲယူလာပေးတဲ့အခါမှာတော့သူကစိတ်အားထက်သန်စွာနဲ့တောက်ချလိုက်ပါတယ်။အဲညမှာတော့သူတို့ကဘာမှမသုံးဆွဲဘဲနဲ့ချက်တင်တော့ခဲ့ကြပါတယ်။နောက်တစ်ရက်မနေ့ဂျုံတို့လာတဲ့အခါမှာတော့အဲ့ရဘေးမှာကေရန်မရှိတာကိုတွေ့လိုက်ရပါတယ်။ဒီကျိုးကန်းထဲမှာကရန်ရေးခဲ့တဲ့စာတစောင်ရှိနေပြီးတော့စာထဲမှာတော့အတူတူကပြတ်တန်းခဲ့ရတဲ့ကောင်းမွန်တဲ့ဘဝအတွက်သူ့ကိုကျေးဇူးတင်ကြောင်းပြောထားခဲ့တာပါ။ သူကဇွန်ဘီဖြစ်လာမဲ့အိမ်မစိုးတွေမက်နေကြောင်ရှင်းပြခဲ့ပြီးတော့ဇုံးသက်ပေးဖို့လဲသူ့ကိုတောင်းဆိုထားခဲ့တာပါအဲဒါကြောင့်ဂျွန်ကသူ့တို့သမီးလေးရဲ့အခန်းစီကိုသွားခဲ့ပါတယ်အခန်းထဲရောက်တဲ့အခါမှာတော့သူကနေရာမှာတန်ကြိုးတွေနဲ့ကြီနောင်ထားတဲ့ဇွန်ဘီဖြစ်နေတဲ့ဂရန်ကိုပေးလိုက်ရပါတယ်ဂရန်ရဲ့ဘက်မှာတော့ငါ့ကိုချစ်ပါငါ့ကိုတတ်ပါဆိုတဲ့အစားအစာကိုချိန်ဆွဲထားခဲ့တာပါဒါကြောင့်ဂျွန်တယောက်မြေကြီးတွေကြလာကသူစိတ်ကူးထားတဲ့အနာဂတ်ကြောင်ဆက်ပြီးတော့ပြောပြလိုက်ပါတယ်သူရဲ့ဝန်ထမ်းမှုတွေကိုမေးပြဖို့အတွက်ရက်တောက်ပြီးတော့ဂျွန်တယောက်တနတ်ကိုယူပြီးတော့သူစနီးတဲ့ကိုပြစ်တတ်ဖို့အသင့်ပြင်ခဲ့ပါတယ် ခဏကြာမှာတော့စေတားအဖွဲတစ်ဖွဲ့က brain box ပေါ်မှာအိတ်ကိုမြင်လိုက်ရပြီးတော့ခန်းထဲကိုဝင်လာကြပါတယ်သူတို့ကလည်းကလေးခန်းထဲရောက်လာတဲ့အခါမှာတော့ဂျွန်နဲ့ကယ်လိုနီတို့နှစ်ယောက်စလုံးကဇွန်ဘီတွေဖြစ်နေခဲ့ကြပြီးတော့သူတို့ရဲ့လက်တွေကိုလည်းတိတ်တင်နဲ့ကတ်ထားတာကိုတွေ့လိုက်ရပါတယ်တမှုကတော့ဒါကိုချက်ချင်းမြစ်တာလို့ခေါင်းစဉ်တက်ခဲ့ပြီးတော့စေတားတို့ကဥပဒေတစ်ခုကိုဖတ်ပြနေခဲ့ပါတယ်ဇွန်ဘီတွေကိုနိုင်ငံသားအဖြစ်မသတ်မှတ်တော်ဘဲနဲ့ငင်းချမ်းကြီးကိုထိန်းသိမ်းဖို့အတွက်စစ်သားတွေကပြစ်ဒဏ်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဇွန်ဘီဖြစ်သွားတဲ့ဂျွန်နဲ့ကယ်ရန်တွေကိုတတ်ပြီးတော့စစ်သားတွေလည်းထွက်သွားခဲ့ကြပါတယ်။ ဇလန်းလေးကတော့ဒါပါပဲခင်ဗျာဒီလိုဇလန်းကောင်းလေးတွေကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ခင်ဗျာစုံဒီနားဆင်ပေးခဲ့ကြတဲ့ဒူးချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ